င်းမြန်မာနယ်စပ်မဲဆောင်မြို့ကမဲတော်စည်းကမ်းဟာမဲတော်မှတ်လေးရက်ွက်ကိုအပိသက်ပြောင်းရွှေ့နေပါတယ်။ဒီအကြောင်းပြေဆုံးကိုတော့ MCN ဒီနောက်ချစ်ဖို့ကသတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မဲဆောင်မြို့မဲတော်အရံမှာ29နှစ်ကျော်ကြာအောင်ဒေါက်တာစင်စီရာမှဦးဆောင်ပြီးဖွင့်လှစ်ထားတဲ့ကျောင်းသားစည်းကမ်းလို့လူသိများတဲ့မဲတော်စည်းကမ်းဟာပြီးခဲ့တဲ့မလာ၁၂ရက်နေ့ကနေစတင်ကဧပြီလပထမပတ်အတွင်းမဲတော်အမှတ်လေးရက်ွက်ကိုအပိသက်ပြောင်းရွှေ့တော်မှာဖြစ်ပါတယ်။ မေတော်စည်းကမ်းဟာမြန်မာရွှေပြောင်းအလုပ်သမားတွေနဲ့နေဆက်တလျှောက်ကမြန်မာပြည်သူတွေကိုအခမဲ့ဈေးကူတာပေးနေတာပါကျွန်တော်တို့ဒီနေရာမှာကြတော့ဆေးရုံဆေးကန်းနဲ့တူပါတော့เนาะသူရဲ့ဌာနလိုက်ဌာနလိုက်ရေတက်ရှင်မှုလေးနောက်တော့ဒီဟိုကဒင်းကဒင်းနေရာအစပေါ့လူနာနေမဲ့နေရာတွေအစကျွန်တော်လူနာတွေပြမဲ့နေရာတွေဆရာစီစနစ်တော့ကြာသွားတော့ဗောနော်စီစနစ်ကြာပါလို့အဆောက်အဦကလည်းပါလဲဆိုတော့ဆေးရုံဆေးကန်းနဲ့ ပုံစံတပုံစံနဲ့ဖြစ်သွားတော့ပုံစံနဲ့တူသွားတော့လေအဲ့ဒါတွေကကျွန်တော်ရဲ့အားသာချက်ပဲနော်နှစ်စဉ်လူနာပေါင်း9000ကျော်တသိန်းနီးပါးလောက်အခမဲ့ကူတာပေးနေတယ်။မေတော်စည်းကမ်းကခွဲစိတ်ဆောင်ကတော့အစ်စ်ဖွင့်လေတော်မဲ့မေတော်အမတ်လေးရက်ွက်ကိုမလာစနီယန်နီကစတင်ပြီးပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။အရင်စည်းကမ်းဟောင်းမှာရှိတဲ့ပြင်ပလူနာဌာန၊ကလေးကူတာမှုဌာန၊တာဖွာဌာန၊ငှက်ဖျားကူတာရေးဌာန ခြေတူးလက်တူးဌာနမျက်စိကူတရေးဌာနစတဲ့ဌာနတွေကတော့ဧပြီလပထမအပတ်အတွင်းအပြီးပြောင်းရွှေ့မှာဖြစ်ပါတယ်အခုကျွန်တော်တို့ပထမဦးဆုံးအနေနဲ့စာကြည့်ခဲ့ပါတော့ဒီခွဲစိတ်ဌာနကိုကျွန်တော်တို့ဒီမတ်လ၁၂ရက်နေ့မှာစပြောင်းတယ်စပြောင်းလို့ဒီဌာနကိုအရင်ကစစပြီးတော့နေ့စီနေ့ရအသင့်ပါမယ်စပြောင်းလာတယ် ဈေးကန်အစ်စ်ကိုအရင်မေတော်ဈေးကန်အဟောင်းတီရှိရာမေတော်ရက်ထဲမှာပဲမြောက်ပတ်2ကီလိုမီတာကျော်အကွာလောက်မှာရှိတယ်။အမှတ်၄ရက်ကွက်အပိုင်းတွေကိုပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာဖြစ်ပြီးမေတော်ဈေးကန်ကနေဇက်ဒီတာမှာအဖြစ်များတယ်။ငှက်ပြားယောဂအပါအဝင်အခြားအထွေထွေယောဂတွေထိခိုက်တံရရရှိတာတွေခြေတူးလက်တူးတက်ဆင်ပေးတာမျိုးတွေ ီဖြတ်သလိုဖြစ်တဲ့နာတာရှည်ယောဂါတွေစားတဲ့ယောဂါတွေကိုစေဝါကူတာမှုနဲ့နေထိုင်စားသောက်စရာတွေအထိစောင့်ရှောက်စီမံပေးခဲ့တာဟာအခုဆိုရင်2029နှစ်နဲ့တလကျော်ခဲ့ပြီဖြစ်ပါတယ်ရှင်။